年路里向别人做 UAB。UAB with you on your journey of life。လန်ဒန်မြို့ကဗလီတစ်ခုရှိမှရှိနေတဲ့မွတ်စလင်ဝိပုသူတွေကိုဖင်ကားဒစီကဝန်တိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမှုကင်းဆိုင်ရာထောက်ထားတွေကိုဗီဒိန်အာနာပိုင်တွေကစူးစောင်းရှာဖွေနေလို့သိရပါဗျ။ဇော်လာ16ရက်နေ့မနက်အစောပိုင်းချိန်တုန်းကဖင်စပူရီပတ်ပလီရှေးကလူစုကိုကားဒစီကရွေကျက်ရှိရှိနဲ့ဝန်တိုက်ခဲ့ပါဗျ။ ဲ့ဒီဖြစ်စဉ်မှာလူတအုပ် သေဆုံးပြီး၁၀ဦးလောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဖင်ကားကိုဝေလပြည်နယ်တောင်ပိုင်းကကားငှားဝန်ဆောင်မှုကော်မတီတစ်ခုကပိုင်ဆိုင်ထားလို့သတင်းတွေကဆိုပါတယ်။ရဲတွေကရှင်မောင်းလို့ယူဆတဲ့မျိုးသားတအုပ်ကိုဖမ်းဆီးထားပြီးကြံရပါရရှိမရှိစစ်ဆေးနေပါတယ်။မျက်မြင်တချို့ကတော့လူအုပ်ထဲဝင်လိုက်ပြီးမှကားပေါ်ကလူ၃ယောက်ဆင်းပြေးသွားတာတွေ့လိုက်တယ်လို့ပြောပါတယ်။ Finsbury Republic ဟာဗြိတိန်နိုင်ငံမှာအကြီးဆုံးပလီတစ်ခုဖြစ်ပါတယ်။မွတ်စလင်တွေရဲ့ရမဒန်ဥပုသ်လအတွင်းမှာ အခုတိုက်ခိုက်မှုပေါ်ပေါ်လာတာဖြစ်ပြီးရဲတွေကအခုဖြစ်စဉ်ကိုအကြမ်းဖက်မှုတစ်ခုအနေနဲ့သတ်မှတ်ထားကြောင်းလည်းသိရပါပါခင်ဗျာ။